ကဲဒီနေ့ကျမရောက်ကြတဲ့ကိစ္စကိုပြပြမယ်ဒါပေမဲ့တီးရဲ့တို့ကကြော်သွားပါကွန်မန့်မှာလာမဟုတ်ပါနဲ့နောက်ပြီးကျမကိုလာမှမဟုတ်မဟုတ်တော့မပူနဲ့နော်ကျမကပြောပြတယ်ဆိုတာကဘ ഹു တုတအရပဲပြောပြမယ်ပြောပြတာပေါ့နော်ဟုတ်ပြီ B A L L ဘောတောင်းပြောမယ်နော်အာဆင်နယ်ကိုပြောတာလားတဲ့ဟုတ်တယ်အာကြီးလို့ Z R T N မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရဲ့အိမ်တော်ရဲ့အတွက် အသိပညာဗဟုသူတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ကဲဒီနေ့ကျမရောက်ကြတဲ့ကိစ္စကိုပြပြမယ်ဒါပေမဲ့တည့်ရက်တူကကြော်သွားပါကွန်မန့်မှာလာမဟုတ်ပါနဲ့နောက်ပြီးကျမကိုလာမှမဟုတ်မဟုတ်တော့မပူနဲ့နော်ကျမကပြောပြတယ်ဆိုတာကဘ ഹു တုတအရပဲပြောပြမယ်ပြောပြတာပေါ့နော်တကယ်လို့ဒီအကြောင်းကိုစုစုံလင်လင်တည်ချင်တယ်ဆိုတော့စာပေပညာတို့တော်တော်များများလေ့လာလို့ရတယ်နော် ဒီရဲ့ဟာတုံးတက်တဲ့သူဆိုဒီထဲမှာလိလာလို့ရအောင်เนาะဒီရဲ့ဟာဆိုပို့ပြီးမှကိုလိလာခြင်းနဲ့အဆုံးလိလာလို့ရအောင်ကဲကျွန်မပြပြမယ်เนาะယောက်ျားလေးတချို့ကဘာဖြစ်လို့တုံးကြီးလွတ်တာအယမ်းမြန်နေတယ်လဲဆိုတုံးကြီးလွတ်တာဘာလို့မြန်နေဆိုယောက်ျားလေးတချို့တွေကစိတ်ကိုမထိန်ချုံနိုင်ပြောရမယ်ဆိုရင်လေကိုရဲ့ပြောရမယ်ဆိုကြားတဲ့ကောင်ကကိုရဲ့အရှိတ်မှာတားကောင်ကိုတွေ့ပြီးဆိုရင် ခုံအုပ်ဖို့လောက်ပဲချောင်းနေရ ဟိုဘက်မှာဘာရှိလဲစူးညောက်ခလုတ်ရှိရလားတွင်းရှိတာလားထောင်ကျောက်ရှိလား तू မကြည့်တော့ဒီတားကောင်မဲ့ तू อ่ะဒီတားကောင်မဲ့ခြောက်မြောင်းတော့အဲ့လိုမျိုးပုံစံဟုတ်တယ်ပြောချင်တာ तू ရဲ့စိတ်တစ်ခုထဲအတွက်ပဲကွာပြောချင်တာအဲ့လိုမျိုးဒါကြောင့်လေသူကတော့တခါတည်းသွားမှတခါတည်းတည်ရမလားစကြတဲ့အာအုံအာင်ပန်းအင်းနဲ့သွားပြီးမှဒီရောင်တုံးလိုက်ချင်းချောင်းဖြစ်တယ်နော်ဒါကြောင့်တူတုပ်ရေသူမထိုင်းနိုင်တော့တာဖြစ်တယ် ဒီကိစ္စမမြန်ရှင်တဲ့သူကစိတ်ကိုထိမ့်ချုပ်နိုင်ရမယ်နော်ပြောနေလို့မတချို့ကျကျွန်တော်ထိမ့်ချုပ်ပါလိမ့်ရမှာဖြစ်လို့လဲအဲ့ဒါကြောင့်တချို့လေကကြတော့အာယုံကြောအာယုံကြောဖြစ်တဲ့သူကလည်းမြန်နေနော်ဒါတော့ကျမ်းမိုင်နဲ့ဆိုင်သွားပြီပေါ့နော်တချို့တွေကကြောက်ကပ်ပါပေါ့အဲ့လိုမျိုးပေါ့ဒါပေမဲ့ကျမ်းမာကြီးကလည်းကောင်းပါလေးနဲ့ဘာလို့တုတ်ရင်မြန်နေတယ်ဆိုတာဒါကြောင့်မဟုတ်တယ်နော်ကိုယ့်ရဲ့တုတ်ရင်ကိုမထိန်းနိုင်လို့ဟုတ်တယ်ဒါပေမဲ့တချို့တွေကတော့ပြောနေ ਉ မယ်မိန်းကလေးတယောက်ဖြစ်ပြီးမှဘာလို့ဒါလေးပြောနေလဲဆိုတာကျမကတော့ထင်တယ် ဘယ်အရာမှဆိုဗဟုသုတအနေနဲ့နားထောင်တင်တယ်။သူများနိုင်ငံမှာဆိုဒီအရာဆိုကြဲကြဲပြက်ပြက်ကိုပြောပြတာဖြစ်တယ်။ចောင်းတက်သုံးဝန်းတော့မှចောင်းမှငယ်ကလေးကနေပြောပြတာဖြစ်တယ်။သူများចောင်းမှာတယုတ်ចောင်းမှာတော့ဖြစ်ဖြစ်ပေါ့နော်ငယ်တော့ကနေအဖိုနဲ့အမဘလို့ဆက်ဆံလဲဆက်ဆံပြီးဘလို့မျိုးအကာအကွယ်ယူတင့်တယ်လဲလူရဲ့တဘာဝကဘလို့ကနေဘလို့ဖွံ့ဖြိုးလာတယ်လဲဒီဟာကစကလေးငယ်ကတည်းကသူများနိုင်ငံမှာတင့်ပေးတာဖြစ်တယ် ဒါကြောင့်မလို့လေဒီရေကိစ္စတွေကအမှန်တိုင်းပြောရင်ဖွင့်ပြောဖို့တင်ဖို့လိလာဖို့ဆိုတာဒါကကြတော့လေလူရဲ့သဘောတဘာဝဖြစ်တဲ့အကြောင်းမလို့လိလာတင်နေဆိုရင်တော့လိလာရမယ်တိတင်နေဆိုရင်တော့တိထားတင်နေဆိုရင်တော့တိထားရမယ်တချို့အရာတွေလည်းအရင်မကြည့်ဘူးမဟုတ်ပါဘူးကြည့်ပါတယ်ဒါပေမဲ့ဒီကိစ္စကလည်းအရေးကြီးတဲ့မှာပါတာကြောင့်ကျွန်မကပြောပြရချင်းဖြစ်တယ်မတိရသူအတွက်ကျွန်မပြောပြတာပါနော်အိမ်ထောင်တယ်ပဲလာနာထောင်တာပို့ပြီးမှအဆင်ပြေရရှင့် နောက်ပြီးတမီးရီစားတွေထဲမှာလည်းတကူကောင်အလောက်မဆန်ပါနဲ့ဘာလို့ပြောချင်တယ်လဲဆိုတော့အခုခစ်ကြည့်ရတကူကောင်ဆန်တဲ့ယောက်ျားလေးများလာပြီဘာလို့အဲ့လိုပြောရလဲဆိုရင်ကိုလည်းဒီမင်းကလေးတောင်းဝန်မယူနိုင်တိတ်ဘူးသူကိုယ်ရန်ကပြပြဝဝဒီရတာကိုခံစားချင်လို့ဆိုမှကွန်ထုံးမတုံခိုင်းဘူးစေးစားတယ်ဆိုအပြိုမတယောက်အတွက်ကအဆင်မပြေဘူးတားဆေးဆိုတာကအမှန်တိုင်းပြောရရင်ကျမ်းမာကြီးထိခိုက်တာဟုတ်တယ်တကယ်လို့ကိုကကွန်ထုံးလေးတုံခဲ့ပြီဆိုကို့အတွက်လည်းကျမ်းမာကြီးမထိခိုက်တယ်လို့တပားလို့အတွက်လည်းကျမ်းမာကြီးမထိခိုက်ပါဘူးဒါကြောင့်ကိုပြောပြချင်တယ်နော် ့ရည်မြန်ရချက်အဓိကစိတ်ကိုမထိန်းနိုင်ခြင်းကြောင့်ဖြစ်တယ်။စတွင်းကတဲ့ဂိုးတွင်းတို့လိုမတွင်းနဲ့ဟုတ်ပြီ B A L L ဘောတောင်းပြောမယ်နော်အာဆင်နယ်ကိုပြောတာလားတဲ့ဟုတ်တယ်အားကြီးလိုလူတွေလည်းရှိသေးတယ်ဂိုးသွင်းကနာနီးပါနော်ဝဲကြခက်ပြီးတော့နောက်ပြန်ဆုတ်ဆုတ်သွားတယ်အားလုံးကအပေးယူပါမျှနေပြီကွာလောကဂိုးရဲ့ area ကိုလည်းရှောင်နေပြီနော်ပြောလိုက်ခါတော့ဟိုသွင်းတော့မသွင်းတော့မလောကကွာ တိလာတယောက်နဲ့တယောက်အပေးယူရလေမျှနေပြီအဲ့ဒီမှာတစ်ချက်သွင်းဖို့ပဲလိုတာမသွင်းဘူးမောင်မင်းကြီးသားဝဲကြခဲ့ပြီးတော့တစ်ဖက်သင်းတော့ကိုဘောလုံးကလိမ့်ကလိမ့်ကနဲ့ပြန်ပါသွားတယ်အဲ့တော့အာရီသင်းလို့ကိုကိုသွင်းရဖို့ရင်းနော်ကိုယ်တကိုသိမရဘူးရေနိုင်များစွာကြာနေတယ်အချိန်များစွာကြာနေတဲ့သူတွေပေါ့နော်။ဘာလို့လို့ရလဲ။ ဘာမှလုံးလုံးမရအောင်သူများအတိုင်းတိုင်းနဲ့တစ်ဖက်အသင်းကိုအနိုင်ကိုတွေးနေတဲ့ချိန်မှာအာကြီးခင်ဗျာတော့နော်ကိုစကဒီကိုရလက်တွေကောင်းဖို့အတွက်လုံးဝကိုဒီဖန်တီးပေးတဲ့အသင်းအသင်းသားတွေကလည်းကောင်းတယ်ဘာတစ်ခုပဲလိုနေရတယ်ဆိုဘုမသွင်းနိုင်အာကြီးရဲ့အားနဲ့တက်ကဘုမသွင်းနိုင်အဲ့ဒီမှာဘုမသွင်းနိုင်တော့ဘာဖြစ်လဲရှုံးတာပေါ့ရှုံးတာပေါ့နော်အဲ့ဒီချိန်မှာအသင်းရဲ့ အပေါ်တက်ကိုရှောက်မလောက်နော်နော်အမှတ်မရဘူးပေါ့ကိုမသွင်းရတော့ဟုတ်တယ်နော်အဲ့တော့အာကြီးလိုလူတွေရှိရယ်ဆိုလို့ရှိရင်နော်ရတရနာတောက်ဖို့လူတွေဟုတ်ပြီနော်အာကြီးလိုလူတွေရှိရယ်ဆိုရင်ရတရနာတောက်ဖို့လူတွေအပေးယူလဲကောင်းတယ်ကိုအေရီးယားလဲကိုလဲရှောင်းနေပြီတစ်ချက်လေးပဲကံဖို့ပဲလိုတာကိုလုံးဝမကံတာအဲ့ဒါအာကြီးပဲ ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသော နေ့ရက်လေးဖြစ်ပါစေရှင်။